တယောက်ကနင်အသက်ခံငယ်ကောင်းလေးတယောက်ကိုဦးကြီးကျင်းနဲ့ပန့်ဖို့ကြံနေဆိုတာဒါဟာတပဲလေကိုကတော့ကိုကတော့အချစ်ကအမြဲရှိတယ်အမြဲရှိတယ်ဆိုတော့ဒီဒီလေးတို့အတွေ့ဒီလေးညီမလေးတို့အတွေ့လေဒါတစ်ချစ်ပါရပါလားဒီလေးတို့ချစ်မနေလို့မရဘူးလေဟုတ်တယ်မလားချစ်နေတာဘလောက်ချက်တည်းရှိတယ် ဟုတ်တယ်မလူတွေအားလုံးတယောက်နဲ့တယောက်ချစ်နေကြတကယ်ချစ်တယ်ရှိတာဟုတ်တယ်မချစ်အောင်ဟုတ်တယ်တက်နိုင်တယ်မြတ်ကိုကိုအားလုံးပုံမှာချစ်တတ်အောင်ကိုကိုလည်းအမြဲတမ်းတတိပေးပါကျွန်တော်ရဲ့ဒါ၃ကားမြောက်တင်တာပေါ့ပထမဆုံးကခြူကြီးကားပေါ့ဒုတိယတော့ကိုကွားပါခုတတိယတော့စိတ်ပုံပဲဒီစိတ်ချက်ကားလေးကကျွန်တော်ရဲ့ရိုက်တာရိုက်တာအနေနဲ့ပေါ့နော်၃ကားမြောက်ရုံတင်တဲ့ကားပါပဲ အဲ့ဒါတော့ပရိသတ်တွေပဲအဆုံးဖြတ်ပေးမှာပါကျွန်တော်တို့ကတော့အော်အကောင်းဆုံးပေါ့နော်ကျွန်တော်တို့ကျွန်တော်ကျွန်တော်တတ်နိုင်တဲ့ဘက်ကပေါ့နော်ကျွန်တော် experience နဲ့ပေါ့ဟို data တယောက်ရဲ့ experience အနေနဲ့ကျွန်တော်ခံစားခဲ့ရတဲ့ဒီပညာတွေအနေနဲ့ကျွန်တော်အကောင်းဆုံးပြောင်းချူစားခဲ့ပါတယ်ဒီကားလေးကိုတကယ်ကို100%နဲ့ပို့ရတယ်ကျွန်တော်တို့ဒီကားတကယ်ကိုအခုချိန်ထိလည်းကျွန်တော်လုပ်နေရတော့ပါပဲအဲ့ဒီအတွက်ပရိသတ်ကြီးအတွက်တခုခုပေါ့နော်ဒီခုခုကြံခဲ့မယ်လို့ ပဲကျွန်တော်မျှော်လင့်ပါတယ်ပို့ပြီးတော့အဲ့ဒီတော့ရိုက်တာလဲဆိုလို့ရှိရင်အခုက train ကပို့ပြီးတော့မိသွားတာပေါ့နော်ဘား train ပေါ့နော်ဘားတွေနဲ့သွားတဲ့ train ကနည်းနည်းလေးဒီခေတ်နဲ့ပို့ပြီးလိုက်သွားတာဒါကျွန်တော်ကန်ကောင်းတာပါကျွန်တော်ကန်ကောင်းတာပါဟိုခေတ်နောက်ကျမသွားဘဲနဲ့ဒါခေတ်ကိုပြန်ရောက်လာဆိုကျွန်တော်နည်းနည်းကြိုရိုက်ထားသလိုဖြစ်သွားတာပါအဲ့ဒီအချိန်လုံးထဲကလည်းဟိုတကယ်ဟိုရေဒီယိုဘားတို့ပါနကိုလေးကအဲ့ဒီအချိန်လုံးထဲကနာမည်ကြီးပြီးသားပါအခုတည်းကလည်းရေဒီယိုဘားတို့ပါတော့အခုချိန်ထိလည်းနာမည်ကြီးလုံးပါပဲအဲ့လိုဘားထရန်ကြီးအခုချိန်ထိရှိနေတာတော့ အဲကျွန်တော်ကန်ကောင်းတာပေါ့ဟိုအဲ့ဒါကတော့ဒီလိုပါပဲဟိုအပြင်မှာလည်းဒီလိုပေးနေကြလူရှိပါလေဒါတော့တချို့ဟာတွေကကြတော့တကယ်အပြင်ဘဝတွေကသူတို့ရိုက်ထားတဲ့ဟာလေးတွေပေါ့အဲ့ဒါကြောင့်မလို့ပြည်သက်တွေနည်းနည်းလေးတကယ်အဖြစ်နဲ့တူသွားလို့နည်းနည်းသဘောကျတာဒီမှာမင်းချစ်လို့ပြင်ရလေမင်းတို့ပြင်ချစ်ပြင်ရမနေချင်လေတဖို့ပါအဲ့ဒါခုနကကိုပြောသလိုပါပဲအကိုနည်းနည်းလေးကန်ကောင်းသွားတာပေါ့နော်ကိုတို့ အခုတို့ဖန်တီးထားတဲ့ဟာတကူကအခုချိန်အထိလဲဘယ်လိုခေါ်မလဲဟိုအတူတိတ်ပေါ့အခုချိန်ဒီအိုင်ဝန်ကွန်ကြဖြစ်နေတာတော့အခုကံကောင်းတာသူနဲ့ကချူစင်တဲ့ပေါ့နော်ချူစင်တဲ့မှာပထမဆုံးစားရိုက်တာပေါ့နော်သူနဲ့တွေ့တယ်ပေါ့ချူစင်တဲ့ကသဘောကျတယ်ပြီးတော့ဒီစက်ကောင်ဆဲကသူနဲ့အရန်လိုက်တယ်ဒီကောင်ဒီစက်ကောင်ဆဲနဲ့သူနဲ့ကရန်လိုက်တယ်လိုက်တော့သူ့ကိုလည်းပြောပြတယ်ပြောပြတော့သူကလည်းစိတ်ဝင်စားဒီစက်ကောင်ဆဲကဘာမှမလုပ်ဆရာအကြောင်းမရှိဘူး က်ကောင်ဆိုင်ကိုသူလည်းအရင်ကြိုက်တယ်ဒီထဲမှာစိတ်နစ်ထားပြီးသူလည်းတကယ်ကိုလုပ်ခဲ့တာဆိုရင်ဟိုဒီမှာသူကဟိုကျွန်တော်ရဲ့ဇက်ကောင်ပေါ့နော်အစိတ်ထဲကဇက်ကောင်တကောင်အမူနဲ့တကယ်ကိုဇက်ကောင်တကောင်ဖြစ်ခဲ့လို့ပုံစံတစ်မျိုးဖြစ်သွားတာပေါ့နော်ကျော်ကျော်တဲ့အောင်နေနဲ့လည်းအဲ့လိုပါပဲဒီကားထဲမှာတော့အဲ့လိုလုံးဝဟိုချူချီလုံးဝနဲ့မတူတဲ့ကားပေါ့ပုံသွားတော့နဲ့မတူတဲ့ကာရိုက်တာတစ်ခုကိုသူလုတ်သွားတာပေါ့နော်အဲ့ဒီတော့လည်းတကယ်ကိုဒီလေးကိုပေါ့နော်သူရိုက်နေကြကားတွေရှိပါတယ်ဒီကားကားရင်လည်းလုံးဝမတူအောင် တခုထွက်သွားအောင်လဲကျွန်တော်တို့ကြိုးစားခဲ့တဲ့ရလတ်လေးတခုရလာမယ်လို့ပြည်သက်လက်ခံမယ်လို့လည်းထင်ပါတယ်အခုထွက်လဲအပြောင်းလဲလေးတခုဖြစ်သွားမယ်လို့ထင်တယ်တခုမှမရှိဘူးဖျက်ရတာပဲရှိတယ်ပြောတော့ပါဦးဒါတည်းကကိုရောကဟိုသူတို့မှလည်းစီမင်းစီကန်နေနေရှိတော့ကိုစီမင်းစီကန်တိုင်းကိုရောလိုက်နာရမယ်သဘောပါပဲဒါကျွန်내ကတော့မမှရှိပါဘူးဟိုဟိုဘယ်လိုခေါ်မလဲအဲ့ဒါကြီးကတော့ကိုရောတချို့ပါလေးတွေဆိုရင်အပြင်မှာပြလို့ရတယ် Facebook တို့ဘာလို့မှပြလို့ရတာကလေးပြောအရင်ကြီးတွေလည်းဟိုဟာမပါပါဘူးကိုလို့ရှိမှအပြက်ခံတဲ့အခန်းတွေအများကြီးမပါဘူးဟိုဒါတော့ဘယ်ဒါတာဆိုဘလူဝဲမဆိုပါအအနေနဲ့ပေါ့နော်တရုတ်ဆောင်ပဲဖြစ်ဖြစ်ဒါတာပဲဖြစ်ဖြစ်ကိုပန်နီရတဲ့ခါလေးတခုဟိုအပြက်ခံလိုက်ရတာတော့ပါမလာတော့ဘူးဆိုတော့နည်းနည်းတော့စိတ်မကောင်းဖြစ်ကြတာပေါ့နော်စိတ်မကောင်းဖြစ်ကြတာဒါပေမဲ့လည်း rules and regulation ရှိနေတဲ့များတော့ကျွန်တော်ကိုလို့လည်းဒါလိုက်နာအောင်ပါဒါမတတ်နိုင်ဘူးဒါကဒီဟာတော့ဟိုလက်ခံအောင်အဲ့ဒါလေးကတော့ ဒါကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒါကျွန်တော် live မှာပေါ့အချက်နဲ့ပတ်သက်ပြီးအချက်ဆိုတာဘဝတစ်ခုလုံးဘာမှမဆိုဖြစ်သွားနိုင်ဘူးအဲ့တခုရိုက်ပြတ်ပုံရိုက်နေတန်းလာတော့အချက်နဲ့ပတ်သက်ပြီးပါအေးဆေးဖြစ်သွားပြီဟာ Thank you ရှင်ရိုက်ချင်ရိုက်ချင်ပါအချက်ဆိုတာဘရောမယုံအချက်ဆိုတာဘရောမယုံသွားဘူးချက်အချက်တွေအများကြီးရှိတယ်တငယ်ချင်းတွေအချက်တွေရှိတယ်မိဘနဲ့တားသမီးရှိတယ်ကြီးစားအချက်တွေရှိတယ်အဲ့အချက်တွေအများကြီးရှိတယ်အခုမရရတဲ့အများကြီးရှိတယ် အဲ့အတွက်ဆက်ပြီးတော့ချစ်နဲ့ပတ်သက်တာရိုက်ကျင်နေမင်းတို့မသိလို့ပါကွာလူလူကြီးတွေပြောသူတို့ချစ်တဲ့အိုင်လည်းအများကြီးရှိရှိနေတော့သူတို့ရဲ့ချစ်တွေကဘာလဲဆိုတော့ကိုမင်းတို့ကြီးကိုတို့ကြီးမသိတာပဲနေပါတော့အဲ့လိုတော့လည်းမပြောပါဘူးအကိုတို့ကလည်းဟိုဘယ်လိုခေါ်မလဲနုပညာသမားဖြစ်နေဒါတာလည်းဖြစ်နေတော့ဒီဟာတွေကိုအကိုကအမြဲတမ်းအမြဲတမ်းအကိုတို့က fresh ဖြစ်နေမှာရမှာလေ fresh ဖြစ်နေမှာရမှာကိုကလည်းရရလေးလေ ။အာဦးနဲ့တမီးတို့ပါလို့ပြောတာ။အဲ့ဒါမျိုးတွေကလည်းရိုက်ရသေးတာပါဆိုတာ။ကိုရောအမြဲတမ်း fresh ဖြစ်နေမှာ။လာဦးမှာ။လာဦးမှာဇလန်းတဲတစ်ခုရှိသူတွေ။ဟုတ်လား။နောက်ကြအဲ့အဲ့ပိုင်းကျလာရင်လည်းတွေ့ကြသေးတော့။နောက်တစ်ခါတက်ဆုံတာရော။ကြည့်လိုက်ပါဦး။ဖြစ်လာလေးကားလေးတော့တကယ်ပါကျွန်တော်ဒါကတယောက်အနေနဲ့အားရလည်းနေပါသေးတယ်။ဒါပေမဲ့ကျွန်တော်တကယ်အမှုပညာတစ်ခုကိုကျွန်တော်ခံစားလို့ရပြီ။ဘယ်ကုန်လဲ။ ကျွန်တော်ရှင်ထဲမှာတကယ်အဖြစ်အဖြစ်ဟိုဘယ်လိုခေါ်မလဲဒီဒီစကားတစ်ခုလုံးကိုတိတိပြီးမှကျွန်တော်တကယ်ကိုကျွန်တော်ခံစားချက်အစ်စ်တွေနဲ့ရိုက်ခဲ့တာမှာတကယ်စွမ်းကိုကျွန်တော်ကြိုးစားထားတာဒီကားလေးဒီကားလေးယုံတင်လို့ရှင်ရေဒါအားပေးပါအောင်လို့တကယ်ကိုကြည့်ပြီးွားလို့ရှင်လည်းပြည့်စက်တွေအတွက်ဒီလိုပေါ့နော်အခုခံစားချက်အခုတော့ကြံခဲ့ဘူးကျွန်တော်အာမခံပါလေလို့18ရက်နေ့ယုံတင်ဒါအားပေးကြပါဦးသိကိုပါ